ဒါကတော့ကျွန်တော်လုပ်နေတဲ့ဘက်စတိုရီရဲ့၄ပုံမြောက်ဖြစ်ပြီးအရင်ပုတ်တွေကိုကြည့်နေကြလိမ့်မယ်လို့မျှော်လင့်ပါရယ် ဒီနေ့မှာတော့အမြဲတမ်းလမ်းပြောင်းနေတဲ့ B channel ကို subscribe လုပ်သေးတဲ့ Zoro ရဲ့ဘဝစကြောင်းကိုပြောပြပေးသွားမယ်။ဗီဒီယိုလေးတွေကိုမစတင်ခင်မှာကျွန်တော် channel လေးကို subscribe လုပ်သွားပေးဖို့နဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့တဘောကြတဲ့အခါ like လုပ်လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။ Subscriber တတိယကဒီရောက်လာအောင် support ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။ VPN ခံပြီးကြော်ညာတွေတက်လာရင်ကြည့်ပေးခြင်းကလည်းကျွန်တော်ကိုထောက်ကူပြုရာရောက်ပါတယ်။ရှည်ရွယ်ဝေးဝေးတွေပြောမနေတော့ဘူး။ Zoro အကြောင်းကိုပြောပြပေးမယ်။ Zoro ကို Roronoa Araji နဲ့ Terra တို့ကနိုဝင်ဘာ17ရက်နေ့မှာ ဤလူမှမွေးဖွားခဲ့ပါတယ်။ဇိုရိုရဲ့ identity ကိုနေပါးများစွာထိန်းသိမ်းလာခဲ့ပြီး SVF volunteer ငါးမှမှမျိုးရိုးစင်စက်ကိုအူတာကကြားပြခဲ့တာဖြစ်တယ်။တူအဖေကဂျီမိုဇူကီမိသားစုကဖြစ်ပြီးအမေဖြစ်သူတေရာကတော့ရာဇဝတ်သားတယောက်ရဲ့တမီးလို့တီးရတယ်။ဇိုရိုရဲ့ family tree ကိုကြည့်လိုက်ရင်ထိတ်ဆုံးမှရှိနေတာကဂျီမိုဇူကီရူမဖြစ်တာကြောင့်ဇိုရိုနဲ့ရူမတို့ဟာဆွေမျိုးတော်ဆက်ကြတယ်။ဂျီမိုဇူကီရူမနဲ့မျိုးသမီးတယောက်ကနေဂျီမိုဇူကီဖူရီကိုနဲ့ဂျီမိုဇူကီအူရှီမာရူတို့ကိုဗားမြင်ခဲ့ပြီး ဇိုရိုရဲ့ဘွားပြည်သူဖူရီကိုဟာရိုနိုအပင်ဇိုရိုနဲ့လက်ထပ်ခဲ့ပြီးအဲဒီကနေမှရိုနိုအာရာရှိကိုပွားမြင်ခဲ့တယ်။ဇိုရိုပေရိုနိုအာရာရှိက တိုက်ပွဲတစ်ခုမှာညမတွေလက်ကျန်တဲ့တည်ဆုံသွားခဲ့ရပြီးအမေပြည့်သူကလည်းဖျားယောဂါတစ်ခုနဲ့ဆုံးမသွားခဲ့တယ်။မိဘမဲ့လေးဖြစ်သွားတဲ့ဆိုလိုဟာသူတို့နေထိုင်ရာဒူယိုကျောင်းမှာဒါသမားဖြစ်လာဖို့အတွက်လေ့ကျင့်ခဲ့တယ်။အဲ့ဒီမှာဂူအီနာဆိုတဲ့တငယ်ချင်းမလီနဲ့တွေ့ဆုံခဲ့ပြီးတနေ့မှာကမ္ဘာတော်ဆုံးဒါသမားဖြစ်လာဖို့အတွက်ရည်မှန်းချက်တွေထားခဲ့ကြတယ်။ဆိုလိုကသူ့ဆရာစီကိုတွားခဲ့ပြီးဒါသမားတွေကလိုရှိရင်တန်ကိုတောင်ပြနိုင်တယ်ဆိုတာဟုတ်လားလို့မေးခဲ့ပါတယ်။ဆရာဖြစ်သူကစာရွက်တစ်ခုကိုမပြအောင်နှစ်ပိုင်းပိုင်းပြလိုက်ပြီး ာသမားကောင်းတယောက်ဆိုတာဒါကိုရှောင်ရမ်းနေရတာမျိုးမဟုတ်ပဲသူစန္ဒရှိရင်စိတ်ဝိညာဉ်ကိုပါပိုင်ပြစ်လို့ရတဲ့ကြောင်းကိုတင်ပေးခဲ့တယ်။ခွီနာတယောက်ဟာသက်ဆက်တနည်းအရွယ်မှာတည်ဆုံသွားခဲ့ရပြီးအဲ့ဒါကပဲဇိုရိုရဲ့အိမ်မက်ကိုကောင်းတဲ့ပေါ်ဖို့တွန်းအားပြစ်လာခဲ့တယ်။ဇိုရိုဟာခွီနာကင်ခဲ့တဲ့ဝါဒိုအီချီမွန်ကြီးကိုသူ့ဆရာစီကနေတောင်းခဲ့လိုက်ပြီး resource တိုင်းကိုကိုပိုင်ရန်နဲ့မြဲလို့လို့လေ့ကျင့်ခဲ့တယ်။ Dracula ဟိုင်းမီယောကကဘာတော်ဆုံးဒါသမားဆိုတဲ့အကြောင်းကိုတီးခဲ့ရပြီးသူ့ကိုယ်သာနဲ့တိုက်နိုင်တဲ့တနေသူရဲ့အိမ်မဟာပြေးသွားပြီပဲဖြစ်တယ်။ဒီလိုနဲ့မီယောကိုစင်ကော်ဖို့ရာဇိုရိုတယောက်ဟာပင်လယ်ပြင်ထဲကိုထွက်ခဲ့ပါတယ်။အိမ်ကနေထွက်လာပြီးတဲ့နောက် သူဟာပြန်လန်းကိုရာမတွေ့တော့ပဲအသက်ရှင်မှုအတွက်ဘောင်ဒီဟန်တာပြေလောက်ခိုင်ခဲ့ပါတယ် is blue တခွင့်မှာသူရဲ့နာမည်ကုန်တည်င်းဟာတက္ကနာချင်းပြန့်နှံ့သွားခဲ့ပြီး pirate hunter ဆိုလိုဆိုတာနဲ့တင်ပင်လယ်ဓမြတိုင်းကကြောက်ကြရတယ်သူရဲ့ twin source တိုင်အောင်မှာပင်လယ်ဓမြတွေဟာပြပြပုတ်ခဲ့ကြရပြီး johnny နဲ့ယူစားကူဆိုတော့ဘောင်ဒီဟန်တာနောက်လိုက်နှစ်ယောက်ကိုလည်းရခဲ့တယ်သူရဲ့ကုန်တည်င်းကြောင့် brokeway war ဆိုတော့ဘောင်ဒီဟန်တာဘွဲကပါလာကမ်းလှမ်းခဲ့ပြီးဆိုလိုကတော့ သူဘော့စ်မလုပ်ရရင်လက်မခံနိုင်ဘူးလို့ညင်ခဲ့ပါတယ်။သူညင်းဆန်တာကြောင့်တိုက်ခိုက်ဖို့လုပ်ခဲ့တဲ့ Mr. Seven ဆိုသူကိုရှင်းပစ်ခဲ့ပြီးအိမ်မက်အတွက်ကြီးစားထွက်ခဲ့တယ်။အမြဲတမ်းလမ်းပြောင်းနေတဲ့တဲဆိုလိုတယောက်ရှဲတောင်းကိုရောက်သွားပြီးအဲဒီမှာရေတပ်ကပ္ပတိန်မော်ဂန်ကအုပ်ချုပ်နေတယ်။အဖေအားကိုနဲ့အမြဲတမ်းမိုက်နေတဲ့ဟယ်လမက်ပို့တယောက်သူခွေးလေးနဲ့ဆိုင်တဆိုင်မှာတောင်းကျမ်းနေလို့โซโรကဝင်ပြရှင်းလိုက်တယ်။သူသာတလားတိတိနေဘူးတဲမှာဘန်းကန်ရင်ကောင်မလေးကိုမတက်ဘူးဆိုတဲ့ဘေးယူကိုလည်းလှုပ်လိုက်ရတယ်။ကိုရမြောင်နေမှာတော့ဟယ်လမဲပို့ကသူစကားကိုမတီးခဲ့ပဲโซโรကိုတက်ဖို့လုပ်ခဲ့တယ်။ အုပ်ရိုးပေါ်ကနေတံမာဆုံးဒါသမားကိုလာရှာတဲ့လူဗီတယောက်ဟာကြီးနေခဲ့ပြီးသူ့အဖွဲ့တွေကိုဝင်မဲ့ဆိုကူညီပေးမယ်လို့ပြောလိုက်တယ်ပင်လယ်ဓားများတယောက်မဖြစ်ကျင်တဲ့ဆိုလိုကလည်းညင်လိုက်တယ်ခလေးမလေးလာကြွေးတဲ့အိုနီဂီရီကိုဟဲလမဲပူကတနင်းခဲ့တာကြောင့်အဲ့ဒါကိုသူပြဆက်တဲ့ထဲပေးဖို့နဲ့အရသာရှိရလို့ပြောလိုက်တယ်အဲ့ဒီနောက်တော့လူဗီရဲ့ကလန်းမှုကိုလက်ခံလိုက်ပြီးသူဟာစရော့ရဲ့ပိုင်ရီရဲ့ဖက်စမိတ်ပြလာခဲ့ပါတယ်။ဝေါ်ဂရီတက်ဆော့စ်မန်ပြလာမယ်ဆိုလို့တရောက်ပစိန်လက်မော်ဂန်ကိုနိုင်ယူပစ်ခဲ့ပြီးနောက် လူဗီနဲ့တူတူကြီးထွက်ခဲ့တယ်။နှစ်ယောက်လုံးမှလမ်းပြနိုင်တဲ့အစွမ်းမလုံလောက်တာမို့နာဗီဂေတာတယောက်ကိုရှာဖို့လိုအပ်လာတယ်။ငှက်ပန်းသွားတဲ့လူဗီနောက်ကိုလိုက်ရင်းအော်ရင်းတောင်းကိုရောက်ခဲ့ပြီးသူ့ကိုသူဒါသမားပါဆိုတဲ့ကလောင်ဘာဂီရဲ့စကတ်သမားကပတ်ကြီးကိုနေနေပစ်ခဲ့တယ်။အဲ့ဒီနောက်နာမီ၊လူဗီ၊ဇိုရိုတို့၃ယောက်ဦးစိုးရဲ့ရာဆပ်ဗီလေ့ချ်ကိုရောက်တယ်။အဲ့ဒီမှာလဲဇိုရိုတယောက်ဟာဘလက်ကတ်ဗိုင်းရိတ်ပွဲဝင်တွေဖြစ်တဲ့ဘူချီတို့ကိုနေနေပစ်ခဲ့ပြန်တယ်။ဘရာဒီရဲ့စားသောက်ဆိုင်ကိုရောက်မှာတော့ ခရီပိုင်ရိတ်တယောက်ဖြစ်တဲ့ခင်စီကနေဒရဂူလာမီယောဆိုတဲ့နာမည်ကိုကြားခဲ့ရပါတယ်ခရီပိုင်ရိတ်တွေကိုတက်ခတ်ခဲ့ပြီးကြားတဲ့နောက်မှာတော့သူ့ရဲ့ပန်တိုင်းဖြစ်တဲ့မီဟောနဲ့တကယ်ကိုတွေ့ခဲ့ရတယ်သူ့အတွက်တော့အရန်ကိုစောလွန်နေခဲ့ပြီးမီဟောနဲ့တက်ခတ်ရမှာဝါတို့အီဂျီမွန်ဂျီကလွယ်လို့ကျန်းတဲ့ဌာနချောင်းကိုစုံစုံလိုက်ရတယ်ဒါသေးသေးလေးနဲ့တိုက်ဟိုက်တဲ့မီခေါ့ကိုတောင်မနိုင်ခဲ့တာကြောင့်သူဟာတံမာဖို့လိုအပ်သေးချောင်းကိုလည်းတီးခဲ့ရတယ် ဒါသမားတယောက်အနေနဲ့နောက်ကျောမှာဘယ်တော့မှတရားမရှိသေးရဘူး။တင်းရင်တော့နောက်မလဲဘူးဆိုရဲဆိုရိုးရဲ့စကားတွေကြောင့်မီဟောကသူ့ရဲ့ဓာတ်ကိုတုံပြီးတော့ဆိုရိုးကိုခုတ်ပေးခဲ့တယ်။မီဟောကသူ့ရဲ့နာမည်ကိုမှတ်ထားမယ်လို့ပြောခဲ့ပြီးရင်ဘတ်မှာတရားကြီးတကူရကဆိုရိုးတယောက်ဟာတိုက်ပွဲမှာရှုံးသွားတယ်။မီဟောကထွက်မသွားခင်သူ့ကိုဒီလိုပြောခဲ့တယ်။မင်းသိဖို့ရန်စောသေးတယ်။ မင်းကိုမင်းရှာဝေပါတကယ်လက်တွေ့ဘဝမှာပို့ပြီးတော့တံမာလာအောင်လုပ်ပါအချိန်ဘလောက်ပဲကြာပါစေငါထိတ်မှရက်နေပြီးတော့မင်းကိုစောင်းနေမယ်ငါ့ကိုကြော်ရက်ပါငါသားကိုကြော်ရက်လိုက်ပါရူနိုအာဆူရူအရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်ပင်နယ်ဓမြဘရင်ကြီးငါနောက်ထပ်တစ်မရှုံးစီရတော့ဘူးမင်းကအစွမ်းတတ်တဲ့လူကိုပဲလိုတာမလားလို့မေးလိုက်ပြီးနမီနောက်ကိုလိုက်ဖို့အတွက်အလုံးဘက်ကိုသွားခဲ့တယ် ဒဏ်ရာရှင်ကြောင့်ပြင်းထန်လွန်တဲ့နာကျင်မှုကိုခံစားခဲ့ရပြီးနာမီကိုကယ်ဖို့အတွက်အားလုံးဗိုက်ရိတ်တွေကဟာကျင်ကိုနိုင်ယူပစ်ခဲ့တယ်။ရေအောင်နဲ့နေတဲ့လူဗီကိုကယ်ဖို့အတွက် ူဟာတယောက်တည်းပုံမှန်ချင်းဒေါ်လာကြာကြာတိုက်ခိုက်ခဲ့ရပြီးပြင်းထန်လာတဲ့ဒဏ်ရာတွေကိုလည်းတက်ရောက်ခဲ့သေးတယ်။ဇိုရိုဟာဖွဲ့တဲ့ကိုစားရောက်ကတဲ့ကဆော့ဘောကပတိန်ပေါ်အမြဲတမ်းတည်ဆောက်ရှိပြီးအမြဲတမ်းလှုပ်လှုပ်ကပတိန်မိတ်တွေကိုလည်းနားထောင်တက်တဲ့လူတစ်ယောက်ဖြစ်တယ်။ကပတိန်တွဲဆိုတပ်ပပေးစမ်းမဲ့လူမျိုးဆိုတာကိုဇိုရိုကနေစတဲ့မြင်တွေ့ခဲ့ရပါတယ်။ဒီလိုနဲ့လော့ဒောင်းကိုရောက်တော့လိုအပ်တဲ့ဒါနလက်အတွက်ဒါဆိုင်ကိုသွားတယ်။ချိန်သာတင်းနေပါတယ်ဆိုတဲ့ဇန်နက်ကီတဆူကို ူရဲ့ကံကြမ္မာနဲ့လဲတက်လောက်တဲ့အနေနဲ့လေဘော်ကုံမြောက်ကလက်ကိုစမ်းထုတ်လိုက်တယ်။သူ့ရဲ့ဓာရီပေါ်ယူသွမှုကိုမြင်သွားတဲ့ဆိုင်ရှင်က Great Blade 50တဲကတချောင်ပြတဲ့ယူပါရှီရီနဲ့အတူစန်တိုင်ကီတက်စုကိုပါလကားပေးခဲ့တယ်။ဇိုရိုဟာသူ့ရဲ့ငယ်တငယ်ချင်းကူအီနာနဲ့မျက်နှာချစ်စွတူနေတဲ့ထာရှိကီနဲ့တွေ့ခဲ့ရပြီးလော်တောင်ကားအထွတ်မှာတော့သူမနဲ့တိုက်ခိုက်ခဲ့ရသေးတယ်။ဝီစကီဘီကိုရောက်တဲ့အချိန်မှာတော့အကောင်လုံးကတတိလက်လွတ်အိပ်ပျော့နေကြပေမဲ့ဇိုရိုတယောက်ကပဲနူးနေခဲ့ပြီးဗောင်ဒီယန်နာရီကိုလိုက်ဖြည့်ရှင်ပေးခဲ့တယ်။အဲ့ဒီနောက် ဗီဗီဒိုကိုကယ်ပြီးလေတဲ့ဂါဒန်စီကိုရောက်မှာတော့ Mr. 3 Miss Golden Widow နဲ့ရင်ဆိုင်ရပြန်တယ်ဒါကတော့တည်ရင်အောင်လှလှလေးတည်မယ်ဆိုတဲ့ Zoro ရဲ့ post ပေးနေပုံပါအဲ့ဒီနောက် Dry Island ကိုရောက်ခဲ့ကြပြီးလေပေါ်မှာကြံခဲ့တဲ့ Zoro တယောက်ရေခဲပြင်းထဲမှာလေ့ကျင့်ရင်းနဲ့ရေစီးနဲ့မျောကလမ်းပြောက်ပြီးတော့တောင်ပေါ်ကိုရောက်သွားသေးတယ် Zoro ဟာအချင်းတော်တော်များများမှတူတက်မှာလာဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်လေ့လေ့ရှိတယ်။ဝက်ဘိုးကိုနေနေကြပြီးတဲ့နောက်သူတို့တွေအာရာဘတ်စတာကိုရောက်တယ်။အာရာဘတ်စတာမှာတော့ဇိုရိုတယောက်ဟာမစ္စတာဝမ်နဲ့တိုက်ခိုက်ခဲ့တယ်။မစ္စတာဝမ်ကတုခနာကိုကိုစတီးပလိတ်တွေဖြစ်ပြောင်းနိုင်တော့ဇိုရိုတော့ခက်ခဲခဲ့သေးတယ်။စတီးကိုဖြတ်နိုင်တဲ့နီကိုမစ္စတာဝမ်နဲ့တိုက်ပွဲမှာတင်ယူနိုင်ခဲ့ပြီးဇိုရိုတယောက်ဟာဒစစ်တက်လန်နိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာသူရဲ့ပထမဆုံး Observation Hockey ကလည်းပွင့်ခဲ့တာပဲဖြစ်တယ်။ အရာဘတ်တာအက်စ်ဘီမှာတော့ဇိုရဲရဲ့ပထမဆုံးပေါင်းဒီအနေနဲ့60မီလီယံဘယ်ရီထွက်လာတယ်။မိုးကောင်းကင်ကျွန်းကိုတွားဖို့ရာဂျာယာအိုက်စ်လန်မှာဒူရိုတွေဟာတည်ငွေ့မေးတယ်။အိမ်မက်တွေကိုလောင်ရဲတဲ့ဘယ်လာမီတို့တတိုင်းနဲ့တိုးခဲ့ပြီးဇိုရိုကိုလူဗီကမချဖို့ပြောတော့ဇိုရိုဟာသူ့ကပ္ပတိန်ရဲ့အမိန်အတိုင်းပြင်းခံခဲ့တယ်။စကိုင်းဘီယာအက်စ်မှာတော့ ဘုန်းတော်ကြီးအွန်မဂိုဇိုရိုကနိုင်ယူပစ်ခဲ့ပြီးလောင်ရင်းအိုင်စလန်မှာတော့အက်ဒမင်ရန်အာဟိုဂီဂျီနဲ့တွေ့ခဲ့ကြပါတယ်အန်နစ်လိုဘီမှာဒါသမားပါဆိုတဲ့ကာကူကိုလည်းနိုင်ယူပစ်ခဲ့ပြန်တယ်အန်နစ်လိုဘီကအပြန်အဖွဲကနေထွက်ကျင်တိုင်းထွက်သွားတဲ့ဦးဆိုးကိုပြန်ခေါ်ဖို့လူဗီကလှုပ်တဲ့အခါမှာတော့ first mate bb ကပတိန်တယောက်မှရှိတဲ့နဲ့ရေချင်းကိုပြောပြီးလူဗီကိုဆုံးမခဲ့သေးတယ်ဦးဆိုးပြန်မတောင်းမဲ့မချင်းပြန်မခေါ်ရဘူးလို့ပြောခဲ့ပြီးတကယ်လို့သူပြောတာကိုနားမထောင်ရင် နောက်တဲ့ဖွဲတွေကနေထွက်သွားမဲ့သူကတူဖြစ်လိမ့်မယ်လို့ပြောခဲ့တယ်ဇိုရိုကအမြဲတမ်း serious ဖြစ်နေတတ်တဲ့ပုံစံမျိုးဖြစ်ပြီးတော့ မှတခါတလေမှလူပြည်မလုံးနိုင်တဲ့ဇုံပြက်ချက်တွေကိုလည်းသူကကူပေးတယ်။အန်နစ်လိုပြီးပြီးမှတော့တူပေါင်တွေက120မီလီယံကိုတက်သွားတယ်။ Trader Bar အားစရောက်မှတော့ဂျိုရိုရဲ့ကပတိန်ပေါ်ထားတဲ့တစ္ဆာရှိမှုကြီးကိုလည်းမြင်တွေ့ခဲ့ရတယ်။ဝါနိုတိုင်းပြည်ရဲ့ဒနာအီလာဒါသမရူမာဖုတ်ကောင်နဲ့တိုက်ခိုက်ခဲ့ပြီးသူ့ရဲ့ဒါယူဆူအီကိုရခဲ့တယ်။မိုရီယာကိုအနိုင်တိုက်ခိုက်ပြီးတဲ့နောက်အကောင်လုံးကမလုံးနိုင်တော့တဲ့အချိန်မှာတော့ ရှီဂျီဘူကိုင်းတယောက်ပြတဲ့ဂူမာကရောက်လာတယ်။ဇိုရိုကလူဗီရဲ့ခေါင်းအစားသူ့ရဲ့ခေါင်းကိုယူသွားဖို့နဲ့အခုချိန်မှတူအားဘာမှမဟုတ်သေးပေမဲ့တချိန်မှဝေါ်ဂရိတ်တက်ဆော့မန်ဖြစ်လာမယ်ကြောင်းကိုပြောခဲ့တယ်။ဂူမာကလူဗီကိုတဲကနာကျင်မှုတွေကိုထုတ်ယူလိုက်ပြီးဒီနာကျင်မှုကိုသူကလွယ်ပြောင်းယူပေးရမယ်။အဲ့ဒီလိုသာ လုံနိုင်ရင်လူဗီကိုလွတ်မင်းမယ်လို့ပြောခဲ့တယ်။ဒီနာကျင်မှုကိုဇိုရိုဒါခံစားရရင်တည်သွားနိုင်တယ်လို့ပြောခဲ့ပေမဲ့ဇိုရိုကတော့ location တစ်ခုကိုရွေးကလူဗီတော့ဆိုဒူးတက်ကိုပါပေးရအောင်ကိုပြခဲ့တယ်။စန်းကြီးတယောက်ကဇိုရိုသွေးလိမ့်လိမ့်နဲ့ရက်နေတဲ့နေရာကိုရောက်လာခဲ့ပြီးဘာဖြစ်ခဲ့တာလဲလို့မေးလိုက်တဲ့အခါမှာတော့ဘာမှမဖြစ်ခဲ့ဘူး။ဟာနီမူအခတ်တာဒါစရဲတွေကြာနာသင်ဟပန်းဆိုတဲ့မူမန့်တွေတဲကတခုပါပဲတငယ်ချင်းအတွက်ဆိုတက်ကိုပါပေးဖို့အတွက်အစင်သိမြင်ထားတာကိုလည်းမြင်တွေ့ရမှာဖြစ်တယ်စာပါဟိုဒီကျုံးကိုရောက်မှာတော့ခူမရဲ့လက်ချက်ကြောင့်ပဲဆိုလို့တရားဟာတမ်းမာလာဖို့အတွက် မီယောရှိယာကျွန်းစီကိုရောက်သွားတယ်။သူအတံမာတင်းတလောက်မတံမာရတာကြောင့်သူတငယ်ချင်းတွေကိုမကယ်တင်နိုင်ခဲ့ဘူး။ပိုတံမာလာဖို့အတွက်သူရဲ့ကုန်သိက္ခာကိုတောင်မှဆွန့်လွတ်ပြီးမီယောစီမှာသူ့ကိုလေ့ကျင့်ပေးဖို့တောင်းဆိုခဲ့တယ်။မီယောစီကနေဓာရီကိုအမန်နဲ့ဟာကီအုတ်တာတွေကိုပါတင်ယူခဲ့ပြီးစာဘာအိုဒီကျွန်းမှာသူတို့ပထမတော့ကမနိုင်ခဲ့တဲ့ pH တွေကိုချက်ချင်းမဲ့နိုင်ယူနိုင်လာတယ်။ဒီလိုနဲ့ Fishman Island ရောက်မှာတော့ဓာတ်တိုင်းကျွမ်းဆုံးဆိုတဲ့ဟိုဒီပိုင်ရိတ်ပွက်သားယူစုကိုပိုင်းပြီး time scale မှာသူဘလောက်တိတယ်မှာလာကြောင်းကိုပြခဲ့တယ်။ Fishman Island ကနေထွက်လာခဲ့ပြီးတဲ့နောက်ပန်းဟာဆက်ရောက်မှာတော့လူလုံးနဂါးကိုလည်းပိုင်ပြခဲ့ပါတယ်။ Doflamingo family တဲကတယောက်ပြတဲ့မုန်နက်ကိုလည်းဆိုးတဲကနေကြောက်တဲ့စိတ်ဖြစ်ပေါ်ပြီးတော့နှစ်ပိုင်ပိုင်ပြခဲ့တယ်။ဒါဟာဆိုတော့တယောက်၆လမ်းရောင်တာဖြစ်ပြီးတော့ဆိုးကိုတောင်မှခုတ်ပိုင်းနိုင်ပြီဆိုတဲ့သဘောပဲဖြစ်တယ်။ Dread Rosa အားစရောက်မှာတော့ဆိုတော့တယောက်ဟာ Donkey Hotel family တဲကပီကာနဲ့ရင်ဆိုင်ခဲ့ရ ပြီးခန္ဓာကိုယ်ကိုကြောက်တုံးတွေနဲ့လိုရာတည်ဆောက်နိုင်ပါတယ်ဆိုတဲ့ပီကားကိုတောင်ဟာကီမြောင်များတုံးပြီးတော့နိုင်ယူပြခဲ့တယ်ဒရယ်ရိုဇာအစ်ဘီမှာတော့ဇိုရိုရဲ့ပေါင်ဒီယာ320မီလီယံအထိကိုရှိနေခဲ့ပါပြီးဒီလိုနဲ့ဇိုးမှာတော့ဝါနိုတိုင်းပြည်ချောင်းကိုကြားသိခဲ့ရပြီးခီးအင်းမွန်နိုနဲ့ဒူဝါနိုတိုင်းပြည်ကိုလိုက်သွားတယ်လူဗီနာမီဘရော့ ချိုးပါတို့တွေကစမ်းကြီးကိုပြန်ကယ်ဖို့အတွက်ဟိုကိအိုင်စလန်ကိုသွားခဲ့ပါတယ်။ဝါနိုကိုအယောက်မှာတော့ဒါသမားတယောက်အနေနဲ့ရုပ်ပြနေခဲ့ပြီးသူ့ကိုမတရားလုပ်တဲ့လူတစုကိုပိုင်လိုက်တာကြောင့်ဝရန်ပြေးဖြစ်သွားတယ်။ဝရန်ပြေးဖြစ်သွားနေတုန်းမှာပဲဝါနိုကိုရောက်လာတဲ့လူဗီနဲ့တွေ့ကဟော့ကင်းတို့အဖွဲ့ကိုတိုက်ခိုက်ခဲ့တယ်။ ီယိုရီကိုကယ်ဆယ်ခဲ့ပြီးတဲ့နောက်ကူကီမာရုဆိုတဲ့ဘုံတော်ကြီးတစ်ယောက်ကဝါနိုတိုင်းပြည်ရဲ့ယတနာဖြစ်တဲ့ဒဏ္ဍာရီလာဒါရှူသူကြီးကိုခိုးသွားတယ်။ဂါဒါချောင်းယော့သွားတဲ့ဆိုတော့ဟီယိုရီကအိုဝါဇာမွန်နို21ချောင်းထဲကတချောင်းဖြစ်တဲ့အမ်မာကိုပေးခဲ့တယ်။အဲ့ဒီဒါအမ်မာဟာအရင်တုန်းကသူ့အဖေကိုစုကြီးအိုဒန်ကကင်ခဲ့တာဖြစ်ပြီးဇိုရိုကိုယူဆရေးစာပြန်ပေးလိုက်တာဖြစ်တယ်။အမ်မာဟာဟာဂီတွေကိုစုပ်ယူတတ်တဲ့ဒါတချောင်းဖြစ်တာကြောင့် သူ့အနေနဲ့တော်တော်ကိုဒိမ့်ပြီးတော့တုံရတယ်။အိုနီဂါရှိမဘတ်တဲ့အတွင်းမှာတော့လူဗီနဲ့အတူတူဂိုင်တိုကိုပေါင်းတိုက်ခိုက်ခဲ့ကြပြီးဒဏ်ရာပေါင်းများစွာနဲ့ဂျိုးပါစီကိုရောက်သွားတယ်။မင်းတွေရဲ့ဒဏ်ရာကိုအမြန်ပြောက်ကင်းစေနိုင်ပြီးစိုးကျိုးနှစားခံစားရတဲ့ဈေးကိုတုံပြီးတော့တိုက်ပွဲတွင်းကိုချက်ချင်းပဲပြန်ဝင်ခဲ့တယ်။ဒီတခါမှာတော့ခိုင်တို့ရဲ့ညာလက်ယုံကင်းကိုတာဝန်ယူတိုက်ခတ်ခဲ့ရပြီးတော်တော်ကိုရင်ဆိုင်ရခတ်တဲ့ရန်သူတယောက်ဖြစ်ခဲ့ပါတယ်။တိုက်ပွဲတွင်းမှာအမ်မာရဲ့သဘောတဘာဝကိုနားလည်ခဲ့တယ်။သူ့ရဲ့ဓာဝါတို့အီဂျီမွန်းကြီးနဲ့အမ်မာကိုဗဘဲစရာတို့ဦးတဲကပဲပြုလုပ်ခဲ့တာဖြစ်ပြီး 誉れである。刀は怖え。အမဟာသူ့ကိုထိုက်တန်တဲ့လူလားဆိုတာကိုတစ်ချိန်လုံးစံတက်နေခဲ့တယ်ဆိုတာကိုတည်သွားတယ်။တိုက်ပွဲတွင်းရာရာကိုတုံးတက်ပြီးတဲ့နောက်နောက်တစ်ချိန်ကင်းရဲ့နောက်ကျော်ကမီးမတောက်လောင်ခင်မှာပဲကင်းကိုနိုင်ယူတိုက်ခိုက်ပစ်လိုက်တယ်။ဇိုရိုတယောက်တိုက်ပွဲပြီးမှတော့ ရထားတဲ့တံရတွေကြောင့်ရောမင်းတွေရဲ့စေပေးတဲ့ဆိုချိုးကြောင့်ပါတင်မင်းကတွင်ဝါဒီကိုရောက်သွားပြီးတော့ Green River ကိုပါမြင်ခဲ့ရတယ်။ကင်းကိုအနိုင်ယူပြစ်ပြီးခိုင်တို့ကိုဖြုတ်ချနိုင်ခဲ့တဲ့နောက်မှာတော့ယွန်ကိုကွန်မန်ဒါတယောက်အနေနဲ့သူ့ရဲ့ပေါင်ဒီယာ1.111ဘီလီယံတီကိုတက်သွားတယ်။ဒီလိုနဲ့ Financer ကပြစ်တဲ့ Air Iceland ကိုရောက်မှာတော့တချိန်ကရန်သူအောင်ကကူနဲ့ရင်ဆိုင်ခဲ့ရပြီးဒီတချိန်မှာတော့သူဟာအရင်ကတက်တာမကတော်တော်ကိုတံမာနေခဲ့ပါပြီ။ CB0 ကကူကို AC ပဲနိုင်ယူပြစ်လိုက်တယ်။ ဇိုရိုကဟာကီတုံးမျိုးလုံးကိုလည်းတုံတက်ပါသေးတယ်။ဒါကတော့လက်ရှိ enemy မှာထွက်ထားတဲ့ဇိုရိုတို့ခဲ့တဲ့အကြောင်းအရာတွေနဲ့ဇိုရိုရဲ့ backstory ဖြစ်ပြီးတဘောကြမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ပြောဖို့ကြံခဲ့တာတွေလိုအပ်တာတွေရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျ။အားပေးကြတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောရင်း Bye bye guys. See you in next video.